2025ခုနှစ်မလ21ရက်နေ့တွင် Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က Iran ၏ငြိမ်းချမ်းသော nuclear အစီအစဉ်ကိုဖော်ဆောင်ပိုင်ခွင့်ရှိကြောင်းပြောကြားခဲ့သည်။ Iran ၏နိုင်ငံတကာဥပဒေကိုလိုက်နာကြောင်း၎င်းကပြောကြားခဲ့သည်။ Iran ၏ nuclear လုံဆောင်မှုများနဲ့ပတ်သက်၍အစမြင့်ဆွေးနွေးမှုများပြုလုပ်ရန် American နဲ့ Israel တို့ကစီစဉ်နေချိန်တွင်၎င်း၏မှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။ဒီကိစ္စကိုတိုင်ခင်းတမန်ခင်းနှင့်ငြိမ်းချမ်းစွာဖြေရှင်းတင်တယ်လို့ Peskov ကလေးပေးပြောကြားခဲ့သည်။ အီရန်ပေါ်ရှိရရေယူမဲ့အမေရိကန်ရဲ့ချိန်ချောင်းမှုကိုရုရှားကပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပါတယ်၂025ခုနှစ်ဧပြီလ3ရက်နေ့မှာရုရှားနိုင်ငံဂျာယီဝူဂျီတမပြောရေးစခန်းရှိသူမာရီယာဇာဟာရိုဗာကဆိုဘာချင်းချောင်းမှုများလည်းလက်ခံနိုင်ဝယ်မရှိတလို့ဆိုဝါတော့ပြန်လာလို့ဖြစ်စေနိုင်ကြောင်းပြောကြားခဲ့သည်အီရန်၏နျူကလ িয়ার ဆေးရုံတို့တက်ခတ်ခြင်းသည်ဘေးဥပါဖြစ်စေနိုင်ကြောင်းသူမကတည်ပြခဲ့သည်မကြာသေးမီကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်၏၎င်း၏နျူကလ িয়ার ဆေးရုံကိုဆွေးနွေးရန်ညှင်းဆိုပါကအမေရိကန်၏နိုင်ငံကို ဘုံကွယ်နိုင်သည်ဒါမှမဟုတ်ဒဏ်ခပေးဆုံးမှုကထပ်မံချမှတ်နိုင်ကြောင်းအီရန်ကိုရည်ပေးခဲ့သည်အမေရိကန်သည်ဒေတာတွင်သို့နောက်ထပ်လေယာဉ်များကိုဆွေပြောင်းခဲ့သည်အီရန်၏နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းသောရွေးချယ်အတွက်သုံးပြုပိုင်ခွင့်ရှိသည်ဟုရုရှားကခိုင်မာဆိုသည်မော်စကိုရုရှားသည်အီရန်၏အချွင့်အရေးကိုလေးစားနိုင်သည့်အဖြစ်တစ်ခုလိုချင်သည်ဟုရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနကပြောကြားခဲ့သည်အီရန်ပေါ်ရှိရေးအရရေယူမှုမှန်သမျှသည်တရားမဝင်ကြောင်းဇာဟာရိုဗာကပြောကြားခဲ့သည်အီရန်နျူကလ িয়ার နေရာကို ဘုံကျဲချင်းသည်ဆိုးဝါတော့အကျိုးဆက်များဖြစ်နိုင်ကြောင်းလဲသူမကတတိပေးခဲ့သည်အနောက်နိုင်ငံများကအီရန်သည်ယူရေနီယံကိုအစ်စ်မြင့်မားစွာတန်းစင်ချင်းဖြင့်နျူကလ িয়ার လက်နက်များတိဆောက်ရန်စ조사နေသည်ဟုယုံကြည်ကြသည်သို့တော်လည်းအီရန်က၎င်းနျူကလ িয়ার စီစဉ်သည့်စွမ်းအင်ထုတ်လုပ်ရန်အတွက်သာဖြစ်သည်ဟုပြောကြားခဲ့သည်ရုရှားနှင့်အမေရိကန်ချေချောက်မှုကိုရှုတ်ချခဲ့သည့်အီရန်ကိုတိုက်ခတ်ခြင်းသည့်အရှိလေပိုင်းတွင်ပိုမိုကြီးမားသော ပဋိပက္ခများစီးတို့ဦးတည်သွားနိုင်ကြောင်းလက်ထောက်နိုင်ငံဆိုင်ဝန်ကြီးစာဂျီရာဂေါကတီပေခဲ့သည်။၂၅ခုနှစ်ဇန်နဝါရီတွင်ရုရှားသမ္မတဗလာဗီရာပူတင်နှင့်အီရန်သမ္မတမတ်ဆော့တ်ပက်ဇာကီယန်တို့သည်စစ်ရေးနှင့်ထောက်လန်းရေးကိစ္စရများတဲ့အတူတူကလှုပ်ဆောင်ရအနည်း20တဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့သည့်တဘောတူညီချက်တွင်ပူးတွဲစည်ရည်လင့်ကျင်မှုထောက်လန်းရေးမျှဝေမှု နှင့်ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက်နျူကလ িয়ার စွမ်းအင်တွင် ပူပေါင်းတော့ဆောင်ရွက်ရေးတို့ပါဝင်သည်တို့တော်လဲသဘောတူညီချက်တွင်မြည်ဒီနိုင်ငံမှတိုက်ခိုက်လာပါကတဖက်နိုင်ငံကိုကာကွယ်ရန်မလိုအပ်ပါဒီဖြစ်ရတွေကရုရှားကအီရန်ကိုပြင်းပြင်းထန်ထန်ထောက်ခံပြီးဒေတာတွင်မှာအမေရိကန်ရဲ့စီရေလှုပ်ဆောင်မှုတွေကိုစက်ကျင်ကြောင်းပြသနေပါသည်